အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်16ရက်6လ2025ကနေ25ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခွင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတော့တပတ်တာကာလမှာကျွန်တော်မိတ်ဆွေအဲစနေသားသမီးတွေပေါ့လေဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ကျမ်းမာရစပြီးပြောကြပါဆိုပြန်နော်ကျမ်းမာရနေပတ်သက်လို့ရှိရင်လေမျက်စိနဲ့ပတ်သက်တဲ့ကျမ်းမာရကိုတစ်ချက်ခရီးစမ်းမယ်နော် မျက်စိတွေခွဲဆက်ရတာမျိုးတွေမျက်မှန်တက်ကြတာမျက်မှန်တက်နေတဲ့သူတွေဆိုရင်ပါဝါတိုးရတာနော်အဲ့ဒါမျိုးတွေကစားသွားဖြစ်တဲ့ game တွေမှာသွားမြင်တယ်နောက်တစ်ခါကျမ်းမာရေးမှာ1 byte နဲ့ပတ်သက်ပြီးတော့ byte ခွဲရတဲ့ game မျိုးတွေဖြစ်တဲ့မခွဲရအောင်စိတ်အောင်စိတ်ကံပြရတဲ့အနေထားလေးတွေဖြစ်တဲ့အထူးသတိထားပါအမျိုးသားလေးဆိုရင်ဥတွေပါလေကြာနာမျိုးတွေဖြစ်တဲ့နော်ဂယူဆိုင်မယ်ပြီးတော့ဥရောင်နာမျိုးတွေဖြစ်တဲ့အမျိုးသမီးတွေဆိုရင်တော့အစာရည်နဲ့ပတ်သက်တဲ့ရောဂါပြင်းပြင်းထန်ထန်ဖြစ်တဲ့သတိထားမယ်တချို့ကအစာရည်နဲ့မဟုတ်ဘဲနဲ့ဥမိုင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့ကိစ္စမျိုးတွေနော်သတိထားပါလေ ဟိုပြင်းပြထန်နိုင်နည်းနည်းဖြစ်တတ်တဲ့ဂိမ်းတွေမှာပါတော့မပေါ့ဆက်နဲ့ပေါ့နော်အစားစားစားတဲ့ခါမှာအပူအဆက်လိုမျိုးအစားစားလေးဒီကဏ္ဍမှာလုံးဝမစားရင်ပို့ပြီးတော့ကောင်းတယ်ပြီးတော့အတက်စားလေးတွေလည်းအတက်နိုင်ဆုံးရှောင်ပေးပါနော်အဲကျဲမာညာလို့စေုံစင်ကပြရင်တော့တနင်္ဂနွေဇာဝင်ဒါမှမဟုတ်အင်္ဂါဆရာဝင်အဲ့လိုသူတွေနဲ့ပြရင်တော့ကျမ်းမာကြီးမှာအမြန်ဆုံးသက်သာပြောက်ဝင်နိုင်မယ်နော်အဲ့တော့တခုခုဘိုက်တွေပါတဲ့အရင်အောင်လာပြီးတခုခုဖြစ်လာပြီးဆိုလို့ရှိရင်အချိန်စွဲမနေပဲနဲ့လေအမြန်ဆုံးပြပါဒါမှအနာနဲ့စင်းနဲ့တူပြီးသက်သာပြောက်ဝင်ပါလိမ့်မယ်နော် အလုံးနဲ့ပတ်သက်လို့ရှိရင်တော့လေအဲအလုံးမှာဒီကလာမှာအလုံးမရှိပဲအလုံးရှောင်နေတဲ့သူတွေဆိုရင်ဒီကလာမှာအလုံးရတယ်ဆိုတော့သတင်းစကောင်းသတင်းကောင်းအစကားလေးတွေကြားအကြုံရလိမ့်မယ်နော်ပြီးတော့ပြပသွားတက်တက်ကိန်းရှိတယ်အဲနိုင်ငံသားမှာအလုံးသွားလို့ရတက်တက်ကိန်းထဲမှာဒီကလာမှာပါတယ်ဆိုတော့လေဝမ်းသာဖို့ကောင်းပါတယ်နောက်တစ်ခုလက်ရှိအလုံးရှိနေတဲ့သူတွေဆိုရင်ဒီကလာမှာရာရူကြီးအဲရာရူအတူအပြောင်းလဲလေးတွေကြုံရလိမ့်မယ်ရာရူတက်ကိန်းရှိတယ်ဗောလေအဲ့တော့တခုမှကျင်တယ် ကိုမဟိုအထက်လူကြီးရဲ့မျက်နှာသာပြမှုတွေခံရတာမျိုးတွေရာထူးတက်ကိုင်းတွေကြုံရလိမ့်မယ်အဲ့လိုကြုံရတဲ့အခါမှာဘဝင်မျက်နှာစိတ်လေးတွေမာနထောင်လာသွားတာမျိုးတွေပြီးတော့ကိုယ့်ရဲ့ပင်ကိုစိတ်ရင်ကဘလောက်ပဲကောင်းကောင်းပေါ့လေအပြောဆိုဆိုတဲ့အခါမှာတင်းတင်းမာမာပြောဆိုဆက်ဆံတာမျိုးတွေနော်မာနကြီးသလိုမျိုးတွေဖြစ်တဲ့အနေအထားကြောင့်လုတ်ဖို့ကင်ဘက်အချင်းချင်းအဲရင်းနှီးတဲ့သူအချင်းချင်းဖြစ်စီအောက်လက်ငယ်သားတွေဖြစ်စီကိုယ့်ကိုမျက်မှောင်ကျိုးလိမ့်မယ်အထင်လွှဲပြီးမုန်းလိမ့်မယ်ကိုယ့်ရဲ့စိတ်ရင်မှာစိတ်ယုတ်စိတ်ယုတ်မှာမရှိဘူးဆိုတော့လည်းပဲကိုယ့်ရဲ့ပြင်ပ ကျန်တဲ့မှုပြောဆိုလေးတွေနည်းနည်းလေးလွတ်သွားတာပုံစံမျိုးလေးတွေဖြစ်တာကြပါလေရံများလိုက်မယ်အတွင်းရံလို့ခေါ်တယ်လှုပ်ဖို့အကင်မဲ့အချင်းချင်းသဘောထားကွဲလိုက်မယ်နောက်ဆုံးကိုကမဟုတ်ဘူးလို့လိုက်ရှင်းပြရင်တော့မှအဲမယုံတော့ဘဲနဲ့ပေါ့လေအဲမိပြက်ဆွေပြက်ဖြစ်တဲ့အနေထားလေးတွေကြုံရတတ်တဲ့အတွက်အပြောအဆိုအနေထားလေးတွေဂယုဆိုင်ပါဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲယာရုကြီးကြီးကိုကကိုနှိတ်ချပါလွတ်ဝတ်ထားပါလူများမသိအောင်နေပါဗျာနော်အဲ့ဒါအရန်ကြီးကြီးတို့ထက်ပြီးမာပေးခြင်းဖြစ်ပါတယ်ဂယုဆိုင်ပေးပါနော် နောက်တစ်ခုဒီကလာမှာပြည်တွင်းပြည်ပခရီးနှစ်ခုတလုံးသွားရတဲ့ကိန်းရှိတယ်။အဲ့ဒီမှာတစ်ခုထပ်မှာမယ်။ဟိုဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုတို့အပြောင်းရှိဖြစ်တယ်ပေါ့။အဲ့တော့ပြောင်းရှိတော့ယာရုတို့ကတော့ဟုတ်ပြီ။ပြောင်းတဲ့နေရာကကောင်းလာမင်းရံမကင်းတဲ့နေရာဒေသမျိုးလေးတွေပြောင်းရတာမျိုးလေးတွေဖြစ်တယ်နော်။အဲ့တော့မမေ့ပါနဲ့။အဲဂယူဆိုင်ပြပါ။ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကြိုင်မဲ့သူတွေလည်းဒီကလာမှာစတင်ပြီးတော့လုပ်ငန်းအသစ်တစ်ခုစတင်လုပ်တာတို့လုပ်လို့ရအလုပ်ကိုထပ်ပြီးတိုးချဲ့တာတို့လုပ်မယ်ဆိုရင်လုပ်လို့တင့်တော်တဲ့ကာလတွေမှာပါတယ်။လုတ်ပြောင်းလို့ဖို့လဲအကြံပေးခြင်းလေဗျာနော်အဲတော်တော်လေးအားကောင်းလို့ပါ အဲတယောက်အားနဲ့မရဘူးဆိုလဲစုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကနေပို့ပြီးအားကောင်းတယ်လုတ်ပြအောင်လုတ်ပါဗျာနော်အဲလုတ်တဲ့အခါမှာလူမျိုးကွဲဘာသာကွဲလေးတွေအကျိုးပေးတယ်အဲတယောက်လူမျိုးတို့ရှမ်းတယောက်တို့စသည်အားဖြစ်ပေါ့လေစုပေါင်းဆက်ပေါင်းကိစ္စလေးတွေလုတ်ရတယ်အရှိမြောက်အရှိမြောက်ရဖြစ်တယ်အရှိတောင်ရောက်တောင်ရဖြစ်စီပေါ့လေအဲ့ဒါကိုခီးတွေပါတွေသွားတတ်တဲ့ဂိမ်းရှိတယ်သွားခိုင်းရင်လည်းကောင်းတယ်အဆင်ပြေတယ်သို့တော့ ဟာအနောက်အရက်ကိုခီးသွားခြင်းအတက်နိုင်ဆုံးရှောင်ရမယ်အရှိတက်တဲ့ခီးသွားခြင်းအတက်နိုင်ဆုံးရှောင်ရမယ်နော်အဘေးရနေရာလေးတွေမလုကင်းတာမျိုးလေးတွေကျုံဝတ်တော့တတိထားပါလို့ထပ်တယ်လည်းအကြံပေးပြရစီနော်ပညာရေးနဲ့ပတ်သက်လို့ရှင်တော့လေစနေသားသမီးတွေပညာရေးကံလေးဒီကလာမှာနည်းနည်းအားနည်းတယ်နော်အဲတချို့တွေကတော့ကိုယ်ကိုယ်နဲ့တိုင်းမဖြစ်တော့ကိုယ့်ရဲ့သားသမီးတွေကပညာမှာသင်တဲ့ခါမှာဒပိုင်းစားဖြစ်နေတာလေးတွေပညာကိုအကြောင်းပြုပြီးစိတ်တော်ကသွားရောက်တာလေးတွေဖြစ်တတ်တယ်အဲကိုယ်ကိုယ်နဲ့ဒီကလာမှာစာရပြီးစောင်းမွေးကြတာမျိုးလေးတွေအဲအများကြီးဖြစ်တတ်တယ်ဗောလေအဲဂီယူတော့စိုက်ပေးပါ ပညာရေးကိုနှစ်ဆသုံးသလောက်ကြိုးစားမှတော်ယုံကြမယ်ပညာရေးတစ်ဖက်သွားညံ့နေတာဆိုတာလေးသိသိချင်းတယ်နော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့စနေသားသမီးတွေဒီတစ်ပတ်ကာလမှာငွေကြေးကန်တွေပို့ပြီးအားကောင်းလာလိမ့်မယ်တခုပြောမယ်ဗျာကိုယ့်ရဲ့အိမ်ကိုလေကိုယ်ဆောင်မိခင်တွေညံ့ညံ့နေလာတဲခုတာမျိုးလေးတွေဒါမှမဟုတ်မုတ်ဆိုးမတွေပါလို့အဲ့လိုမျိုးတခုလက်တို့မုတ်ဆိုးပို့တို့ညံ့ညံ့နေလာတာမျိုးလေးတွေလက်မခံပါနဲ့နော်အညံ့ခိုက်လေးကြုံပြီးဝင်လာမဲ့ငွေကြေးလက်လာပါလေးတွေပိတ်ကြသွားတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ ကံတော့ကောင်းပါရဲ့သို့တော့ရတဲ့ပတ်စံလေးတွေအပြောက်ပြက်များတာအလွေလေးများတာလေးတွေဖြစ်တတ်တဲ့အပြင်ရကြရှိတဲ့ပတ်စံမျိုးလေးတွေဆိုရင်ဟိုထင်းငေါ့ကြံ့ကြာပြီးတော့လေဝင်ရမယ့်အရက်တွေမှာအချိန်မှာမဝင်မဲနဲ့ထင်းငေါ့နေတာမျိုးလေးတွေတစ်ဆုပ်နေတာမျိုးလေးတွေတော့ဖြစ်တတ်တယ်နည်းနည်းလေးတော့သိခံပေးပါဗျာနော်ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်မလုံစင်းနဲ့လက်လုံဝါလို့ရှိရင်အဲ့ပတ်စံပြန်တောင်းလို့မရရင်သူကနှမျိုးဖြစ်လာအောင်ရကြရရှိရင်မရပေးရရှိရင်မပေးနိုင်ဘူးဆိုတဲ့ဟာမျိုးငွေကုန်လူပင်မစိတ်ပင်မလေးတွေဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်အဲပြီးတော့ကိုယ့်စီကို ရွှေတို့ကြောက်တို့စသည်အားဖြင့်ပေါ့လေလာပြီးပေါင်တာတွေရောင်းတာတွေလုံးဝလက်မခံပါနဲ့အတုအယောင်တွေဖြစ်တာမျိုးလေးတွေကြုံရတဲ့အပြင်နောက်ဆက်တွဲအဲရာဇဝမှုနဲ့မကင်းတဲ့ဟာတွေအစားပါလာတာမျိုးလေးတွေဖြစ်တဲ့အခါမှာစိတ်အနောက်ရှက်လေးတွေကြုံရတဲ့သတိထားပါနော်ဘေးဥစားပြပါပြီးတော့ကိုယ့်ရဲ့အိမ်နီးနာခြင်းပတ်ဝန်းကျင်အဲအဲ့ဒါမျိုးတွေနဲ့တဘောထားကွဲလဲလာလေးတွေပြဿနာလေးတွေဖြစ်တယ်လေခုနကမိတ်ဆွေရဲ့ရင်းချာလေးတွေမိတ်ပြတ်ဆွေပဲဖြစ်တာလေးတွေဖြစ်တာမိဘနဲ့တာသမီညီကောင်မတော်မအချင်းချင်းတဘောထားကွဲလဲလာလေးတွေဖြစ်တတ်တယ်တချို့တွေများဆိုရင်တော့မှ အိမ်ကိစ္စမြေကိစ္စအမွေကိစ္စနဲ့သဘောထားကိုလည်းပြီးတော့အမိသားစုအချင်းချင်းအမှုဖြစ်ရတဲ့ဆိုတဲ့ကိစ္စမှာသွားပါတယ်ဖြစ်ခဲ့ရင်ဒီကလာမှာတရားမမှုပုံစံဖြစ်တဲ့အခါမှာအကြာကြီးဖြစ်သွားတတ်တယ်သတိထားမယ်နော်ပတ်စံနေလိုက်လို့ရှိရင်အမှုတွေပါရရှုံတတ်တယ်ကိုယ်ကမှန်နေဆိုရင်အဲ့လိုမျိုးမလိုက်နဲ့အဆုံးသတ်မှာကိုယ်ကတေချာပေါက်အနိုင်ရရှိပါလိမ့်မယ်ဗျာနော်အခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့စနေသားသမီးတွေချစ်သူမရှိရင်ချစ်သူရတတ်တဲ့ကိစ္စတွေရှိပါတယ်ဒီကလာမှာအမရန်စမ်းပွင့်တဲ့ကလာတွေမှာပါတဲ့အတွက်တော်တော်လေးအားကောင်းတယ်နော်ဆိုတော့ အဲချစ်သူရှိတဲ့သူတွေကကြတော့အိမ်တော်တွေဘာတွေရုပ်တရက်ထကြတယ်အဲ့ဒါလည်းရတယ်ကိစ္စမရှိပါဘူးဟိုအိမ်တော်ရှိတဲ့သူတွေနဲ့ချစ်သူရှိတဲ့သူတွေကစမ်းပွင့်လုံးနဲ့ဒဏ်ကိုမခံနိုင်တဲ့အခါမှာပေါ့လေအဲအပွင့်ဆိုင်လေးတွေပြဿနာလေးတွေအများကြီးဖြစ်တယ်တော့လေတချို့တော့သတိထားပေးပါတော့ဂယုဆိုင်ပေးရမယ်အထူးသဖြင့်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကဘတ်ကူသားသမီးတို့တနင်္လာသားသမီးတို့ဆိုရင်မကောင်းဘူးပေါ့လေအညံ့လေးတွေကြုံတာကိုယ့်စီကနေထွက်သွားတာလေးတွေဖြစ်တတ်တယ်နော်ဂယုဆိုင်ပေးအဲလိုက်ဆွဲရအောင်မှာဆွဲလို့မရတော့တဲ့အနေအထားလေးတွေဖြစ်တတ်တယ်ဗျာနော်မမေ့ပါနဲ့ တရားဝင်ကွာရှင်းတာမဟုတ်လောင်တယောက်တလင်းသည်ခွဲနေွားတာအိမ်ဘဝဆင်းပြီးပြန်လာတော့တာသူကမဆင်းလောင်ကိုကဆင်းတာဒါလေးတွေအစားဖြစ်တယ်တော့လေမျက်နှာချင်းဆိုင်တာနဲ့စကားများရံဖြစ်တာစကားငါးကောင်ပြောရင်ချက်ဝန်းဆိုရင်သဘောထားမတိုက်ဆိုင်တာလေးတွေဖြစ်တယ်ဂယူဆိုင်ပေးကြပါဗျာနော်ဇွန်လ19ရက်20 21ရက်24 25အဲ့ရက်တွေကတော့အဲသူတို့ဘာကြောင့်နောက်နေကြံ့ကြနေတဲ့ကိစ္စလေးတွေပြန်လဲအဆင်ပြေမယ်ဆိုတဲ့ကိစ္စမှာပါတယ်ခရီးကိစ္စလေးတွေအောင်မြင်တယ်နော်ချစ်တဲ့ခင်တဲ့သူတွေတွေဝိုင်းဝိုင်းလဲပြီးတော့စိတ်ကြိုက်ခေါင်းခေါက်ရေးလို့ရတဲ့အနေအထားလေးတွေဖြစ်တယ်ပဲ ဆိုတော့ရနေရထိုက်တဲ့အခွင့်အရေးတွေရတာတွေရာထူးတို့တာတို့လဆာတို့တာတို့ဒါမျိုးတွေဖြစ်တာအလုံးမရှိသေးတဲ့သူတွေဆိုအလုံးရတာတချို့ကအိုသစ်အိမ်သစ်ရတာဗောလေနေရာထိုင်ခင်းအစ်စ်တွေပါလေရရှိတဲ့ဆိုတဲ့အနေအထားတွေသွားကြုံရတဲ့အရေးကြီးတဲ့စာအစာလုံးတွေမှာလက်မှတ်ထိုးရတာစုပေါင်းဆက်ပေါင်းလုပ်ရတဲ့ကိစ္စတွေအမှန်တန်ကောင်းတယ်ဗျာနော်ဇွန်လ22ရက်23ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ပြည်စီဥစ္စာလေးတွေပျောက်တတ်တယ်ဥပမာရွှေတွေပါလေရှိရင်ပျောက်တာတို့ပြတ်တာတို့ရွှေမှာကြောက်နေရှိရင်ကြောက်နေထွက်ပြီးကြာပြီးပျောက်သွားတာတို့ဒါမျိုးတွေဖြစ်တတ်တယ်ပြီးတော့အပြင်တွေပါလေသွားလာတဲ့အခါမှာ ကားတွေပါလေရှင်ပြက်တယ်ကားနဲ့တိုက်မိမလို့ဖြစ်ပြီးတော့လန့်သွားတာမျိုးတွေဒါကြီးအစားဖြစ်လာတဲ့ပြီးတော့ချွဲတရိတ်တွေကတ်ပြီးတော့ဗောလေအဲအတန်တွေဝင်လာမျိုးတွေကအစားအများကြီးဖြစ်လာတော့သတိထားပဲအဲ့တော့ဒီကနေ့မှာကောင်းတဲ့ကံလေးတွေအဲပို့ပြီးတော့ကံရရထပ်ပေါင်းမှုအပြေအဝရအောင်ဗောဗျာအပြာရောင်ချက်သွေးရောင်ပွမ်းရောင်အဆိတ်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်အုံညွန့်ဇပယ်ပန်းတစ္ဆပန်းရောင်စုံအောင်တပေပန်းတို့ကိုအဲမြတ်စွာဘုရားမှာဖျားပန်းကတ်လူတာဖြစ်ဖြစ် နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရေရရလေးခြေရမှာပေါ့နော်ရေရရနေနဲ့ဘာလို့ကမလဲဆိုတော့အဲရဟန်းတန်ကတော့စုံကကြွားတဲ့ရဟန်းတန်ကတော့ဒီကိုဘရာကြော်လေးလောင်းယူပြီးတော့အဲလိုချင်တဲ့ဟာလေးတွေဆုတောင်းအဲတစ္ဆာပြုပါအလိုရှိရလေးတွေပြည့်စုံလာလိမ့်မယ်အကြောင်းအရအညံ့ခိုက်လေးတွေပြေပြောက်ခြင်းနဲ့ဆိုရင်မျက်နေဆောင်လေးတစ်ခုမှာလမ်းဘေးကခွေးလေးခွေးလင်းလေးတွေကိုဘဲဥပြုတ်လေးကျွေးပြီးတော့ကြောင်ရတဲ့အညံ့ခိုက်လေးတွေပြေအောင်ဆုတောင်းခြင်းအဖြစ်အညံ့လေးတွေပြေပြောက်သွားပါလိမ့်မယ် စနေသားသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်